အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမရဲ့ Aura Cartoon Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 32နန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလန်ကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်ဒါကြောင့်ပရိသတ်လေးတို့က VPN link ခံပြီးတော့မှဇလန်လေးရဲ့အဆုံးထိကိုကြည့်ရှုအားပေးချပါအောင်နော်မင်္ဂလာပါကျမကပြင်သစ်ကရွာငယ်လေးမှနေထိုင်တဲ့ Alison ဖြစ်ပါတယ် Channel လေးကို Like and Subscribe လေးလောက်ခဲ့ပေးချပါအောင်နော် ကျမကပကြီဆီယမဖြစ်တဲ့ကျမရဲ့တူရဲတော့အမိနဲ့တူတူအိန္ဒိလိတလုံးမှနေထိုင်ပါတယ်။ကျမတို့ကဆင်းရဲတာကြောင့်ကျမရဲ့ဘဝကလည်းခက်ခဲခဲ့တာပေါ့။ဒါကြောင့်ကျမအသက်၅နှစ်အရွယ်မှာတော့မိမိကမျိုးရက်ကိုပြောင်းပြီးတော့နေထိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ပြီးတော့ဒီလားကျမတို့ပြောင်းပြီးနေတဲ့အိမ်ကနန်းတော်ကြီးကျနေရပဲ။ဝေါ့အဲ့တော့ကတကယ်နန်းတော်အစ်စ်ကြီးလားမိမိ။အထဲမှာဘာတွေရှိနေလဲဆိုတာကိုသတိသိချင်လိုက်တာ။အထဲမှာရှိတဲ့ဘယင်ကြီးနဲ့သွားတွေ့ရမယ်။ ဘီယန်ကြီးကဒီမမနေဘူးတမီးရဲ့ဘီယန်ကြီးရဲ့ညီမကပဲဒီမနေရလေပြီးတော့အဲ့ဒီမှာအလလုတဲ့သူတွေကပဲအဲ့ဒီထက်ကိုဝင်ခွင့်ရတာတကယ်တော့မမီကတော်ဝင်နန်းတော်တွေကသူတွေအတွက်ပကြီဆွဲပြဖို့ဒီနေရာကိုရောက်လာတာဖြစ်ပါတယ်ကျမကိုလည်းပကြီဆွဲတဲ့အခါကျအတူတူခေါ်သားပြဖို့အတွက်တားဆိုခဲ့ပါတယ်ဒါပေမဲ့ကျမကနမောနမဲနိုင်တာကြောင့်အဲ့ဒီထက်ကပစ္စည်းတွေပျက်စီးသွားမှာကိုသူစိုးရိမ်နေပါတယ်တမီတတိထားပါမယ်နော်မမီရဲ့ဂတိပြပါတယ်အော်ပြီးတော့အမေပြောဖို့အတွက်တခုမိနေတာ နန်းတော်ထဲမှာနှစ်တည်းအကြာကြီးနေထိုင်ခဲ့တဲ့တရေတစ်ကောင်လည်းရှိတယ်။ဒါဆိုရင်အဲ့ဒီတရေကမင်းမငငလေးတွေကရှိလာလား။ဟုတ်တယ်။ဒါဆိုရင်တရေကလည်းအခုလောက်ဆိုအသက်ကြီးနေတော့ပေါ့။တမီးကသူ့လက်ထဲကလွတ်အောင်လို့ပြေးနိုင်ပါရဲ့။ဒါပေါ့။မင်းမပြောတာကိုကျမမယုံပါဘူး။ဘလို့ပဲဖြစ်နေပါစေကျမနန်းတော်ကြီးအကြောင်းကိုသိချင်တာပဲရှိပါရဲ့။ကျမအသက်ကိုနဲ့အရွယ်ကိုရောက်တော့ဘေးရင်ညီမတို့ကသူ့ကိုပကြီးဆွဲပေးဖို့ကြာမိမိကိုလှမ်းခေါ်လိုက်ပါတယ်။ဒီတခါတော့ကျမကိုရိုင်းသူ့နောက်ကနေလိုက်ခဲ့တာပေါ့ တနည်းနည်းနဲ့လုံခြုံရေးတွေတတိမထမရလို့ကျမနန်းတော်တွေကိုဝင်ခွင့်ရနိုင်ခဲ့ပါတယ်။အိုးကြည့်ပါဦးအရှားလာတာပဲ။ကျမလည်းလိုက်ပြီးတော့ကြည့်နေတဲ့အချိန်မှာအရုပ်တွေအများကြီးထားထားတဲ့အခန်းတစ်ခုကိုတွားတွေ့လိုက်ရပါတယ်။ဒီလိုမျိုးတောက်ပနေတဲ့အရုပ်တွေကိုကျမတစ်ခါမှမတွေ့ခဲ့ဘူးလေ။အရှမ်းကိုဆွဲမဖွဲရကောင်းနေတော့ကျမလည်းအဲ့ဒီအရုပ်တွေကိုကြိုက်ကြည့်မိလာတယ်။ဒါပေမဲ့ကျမအိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့ကျမအပြည့်ရှိသလိုခံစားနေရပြီးတော့အကြောက်နေမိပါတယ်။ကျမကတော့တရားရောက်တွေ့သွားလို့ကတော့ ကျွန်မကပျက်စီးခိုးနေရဆိုပြီးဆွဆွဲပြီးတော့မေမေလည်းအလုပ်ပြုတ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်မကအဲ့ဒီနန်းတော်တွေကအယုံနှစ်ယောက်ကိုလက်ထဲမှာယူလာခဲ့မိတာကြောင့်ပါ။ငါနောက်တစ်ခါနန်းတော်တွေကိုရှောက်ရင်နင်တို့နှစ်ယောက်ကိုပြန်ပြီးတော့ခေါ်သွားပြစ်မယ်နော်။အဲ့ဒီအချိန်ချီတော့နင်တို့နှစ်ယောက်ဒီမှာပဲပုန်းနေရမယ်။အချိန်ကြာလာတာနဲ့အများနန်းတော်တွေမှာအလုပ်လုပ်ချင်စိတ်ကကျွန်မအတွက်ပြင်းပြလာခဲ့ပါတယ်။ဘကြီးဘလို့ဆွဲရမလဲဆိုတာကိုလည်းမေမေကိုသင်ပေးခိုင်းပြီးတော့တနေ့ကျရင်ကျွန်မလည်းနန်းတော်တွေကပကြီးစရာဖြစ်အောင်လို့စူးစမ်းရမယ်လေ။ ဒီလိုနဲ့ကျမအသက်၁၉နှစ်နဲ့အရွယ်ကိုရောက်တော့ကျမကမေးထပ်ပို့ပြီးဆွဲနိုင်လာခဲ့တယ်။တကယ်ကျမပကြီးဆွဲနေတော့မမေကတရင်ကားတစ်ခုကိုကျမစီယူဆောင်လာပါတယ်။မကြခင်မှာဘယင်းကြီးကနန်းတော်ကိုပြန်လာတော့မယ်တဲ့။ပြီးတော့နန်းတော်တစ်ခုလုံးကိုပကြီးကားရီနဲ့ပြည့်နေနေစီချင်တယ်လို့ပြောတယ်။ဒါကြောင့်မဲ့ကျမနဲ့မမေလည်းနေရောညပါပကြီးရီကိုတစ်ခုပြီးတစ်ခုဆွဲခဲ့ရပါတယ်။တပတ်အတွင်းမှာရင်ပကြီးကားပေါင်းအခု၂၀ကိုဆွဲခဲ့ရပါတယ်။ ဒါပေမဲ့ပကြီကားတွေကိုမပို့ခင်တည့်ရက်မှာမိမိချော်လဲကြသွားပြီးတော့သူ့ရဲ့ခြေောက်ခောက်သွားတယ်။နန်းတော်တွေကသူတွေကိုပဲပကြီကားတွေလာယူခိုင်းလိုက်တော့မယ်။မဟုတ်တာသမီးသွားပို့ပေးနိုင်ပါရဲ့။ဂတိပေးပါရဲ့နော်။ဘာမှမပြက်စီးစေရပါဘူးလို့။ဟမ်အဲအဲတေချာရဲ့လာသမီးဒီလူကိုအမေတို့ပြုတ်သွားလို့မရဘူးနော်။ဟုတ်ကဲ့ပါမမေ။သမီးကိုအားကိုးလို့ရပါရဲ့။မမေကိုဆွဲဆောင်လိုက်ပြီးတဲ့နောက်မှာတော့ကျမလည်းပကြီကားတွေနဲ့အတူနန်းတော်ဘက်ကိုထွက်လာပါရဲ့။ ကျမနှစ်တွေအကြာကြီးတင်ထားခဲ့တဲ့အရုပ်တွေကိုလည်းတစ်ခါရဲပြင်ပြီးယူလာခဲ့ပါတယ်။နောက်ဆုံးကျတော့ကျမနန်းတော်ရယ်မှာပြန်ပြီးတော့သူတို့ကိုထားနိုင်တော့မလဲ။အခြေကိုဝင်သွားတဲ့အချိန်မှာတော့ကျမအရှင်တော်ကမမိနေတဲ့ပုံစံတိုင်းပဲနန်းတော်ကြီးကခန်းထားလို့နေစေပါ။ကြည့်ပါအောင်။ဂျီနီယာကအမြဲတမ်းလိုလိုတောက်ပနေတော့တာပဲ။ကျမလည်းရှောက်ကြည့်နေပြီးတော့လမ်းပြောင်နေတော့မှရုပ်တရက်ရုပ်တူကြီးကိုလည်းမမြင်မိပဲနဲ့တိုက်မိသွားတယ်။ကျမရဲ့အိတ်ထဲမှာပါတဲ့ပကြီကားရဲ့အားလုံးကလေလေရဲမှဝဲပြန့်ကုန်ပြီးတော့ကျမတင်ထားခဲ့တဲ့အရှုံးမျိုးလည်းအတူတူပါပဲ အဲ့ဒီအချိန်မှာတယောက်ကထပြီးတော့အော်လိုက်တဲ့အတန်ကိုကျမကြားလိုက်တယ်။နောက်ကိုလည်းကြည့်လိုက်တော့ကောင်မလေးတယောက်ကိုမြင်လိုက်ရပြီးကျမမေးလဲမလို့မတက်ဖြစ်သွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကောင်မလေးကကျမမှန်ထဲမှာမြင်နေရတယ်လို့ပဲကျမပုံစံတိုင်းနဲ့တထက်တဲတူနေလို့ပါ။သူကတကယ်အစ်စ်ရောဟုတ်ရဲ့လားဆိုပြီးကျမသူ့ကိုထိကြည့်လိုက်သေးတယ်။သူကကျမလက်ကိုရိုက်ချပြစ်လိုက်တယ်။ငါ့ကိုလာမထိချင်နဲ့။နှစ်ရညစ်ပတ်တဲ့လက်တွေနဲ့။ငါဘသူလဲဆိုတာနင်မသိဘူးလို့လား။အာငါရဲ့ကိုးပွားများလား။ငါတို့ညက်ကအရန်တူနေတယ်။ မဟုတ်ပါဘူးမတူဘူးငါကဒီနန်းတော်ရဲ့မင်းသမီးလေးလေနင်ကလမ်းဘေးကကြွဆုပ်လို့ပဲငါကလမ်းဘေးကကြွဆုပ်ဆိုရင်နင်လည်းတူတူပဲလေဘာလို့ဆိုနင်ကငါနဲ့တပုံစံနဲ့ဖြစ်နေတာ哦နေပါဦးအဲ့ဒါကရွှေတွေလားဖျားကြီးနင်ကတခိုးပဲအဲ့ဒီကောင်မလေးကထပ်ပြီးတော့အော်ပြင်ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲလုံချုံရွှေတွေကကျမတို့နားကိုဝင်ရင်လာတာပေါ့သူတို့လည်းကျမကိုဖမ်းခေါ်သွားဖို့လုပ်တဲ့အချိန်မှာကျမလည်းသူတို့ရဲ့လက်ကိုကိုက်ပြီးတော့ထွက်ပြေးလာခဲ့တယ် အင်ပြင်ရောက်တော့မှဘာလို့ဖြစ်လဲဆိုတာကိုပြလိုက်တော့မင်းမင်းလက်တိတ်ကိုထိလိုက်နေပါတယ်။ပြီးတော့မင်းနဲ့အနေငယ်ကြတော့ဘယင်ကြီးကသူ့ညမနဲ့အတူကျမတို့စီကိုရှောင်းလာပါတယ်။အိုးအဖေရဲ့သမီးလေးရေတကယ်ပဲသမီးလေးပါပဲလား။ဟမ်ဘာလို့ပြောချင်တာလဲ။မင်းမင်းဘာဖြစ်နေရလဲ။ဘယင်ကြီးရဲ့ရှင်းပြလိုက်တဲ့အကြောင်းအရာတွေကိုကြားပြီးတော့မှကျမလည်းခေါင်းထဲမှာဗလာဖြစ်သွားတယ်။ကလေးသေးတယောက်ကဘယင်ကြီးရဲ့သမီးလေးတယောက်ကိုခေါ်သွားပြီးတော့ဘယ်တော့မှပြန်မရောက်လာခဲ့တာတဲ့။အဲ့ဒီကလေးလေးကကျမဖြစ်နေခဲ့တယ်။ အဖေနဲ့အမေတို့ကသမီးလေးကိုနေရာတိုင်းမှာလိုက်ရှာနေခဲ့ရတာဒါပေမဲ့လုံးဝရှာလို့မတွေ့ခဲ့ဘူးသမီးရဲ့အမေလည်းအရန်ကိုစိတ်တိကိုက်နေခဲ့တာကြောင့်အဖေနဲ့မေတို့နန်းတော်တွေကထွက်သွားခဲ့ကြပြီးတော့အဝေးကြီးတနေရာမှာသွားနေခဲ့ကြတာဒါပေမဲ့ဒီနေ့လုံချိုရီကမင်းသမီးနဲ့တူရက်တယောက်ကိုတွေ့ခဲ့ရဆိုပြီးတော့အဖေကိုပြောလာတော့အဖေလည်းအရန်ကိုထိတ်လန့်သွားတယ်အဲ့ဒါကြောင့်ကိုရိုင်းလာပြီးတော့တကယ်ဟုတ်မဟုတ်ကိုစစ်ဆေးကြည့်လိုက်တာပဲလေမမေဒါတကယ်ပဲလားဒါဆိုသမီးကအမေရဲ့သမီးမဟုတ်ဘူးလား ဲ့ဒါကအမှန်ပါပဲတမီးလေးဘသူမှမသိရသူတယောက်ကအမေရဲ့အိမ်ရှိမှာပက်ဆက်တုံးတဲ့အတူတမီးလေးကိုလာပြီးတော့ချသွားတာဒါပေမဲ့တမီးလေးကမင်းသမီးဆိုတာကိုတော့အမေတကယ်မသိကြတာပါပဲဒါဆိုတမီးကအမေရဲ့တမီးအရှင်မဟုတ်ဘူးဆိုတာကိုဘာဖြစ်လို့တမီးကိုမပြောပြခဲ့ရတာလဲတမီးကိုတွေ့တွေ့ချင်းကလေးကအမေရဲ့တမီးလေးအဖြစ်နဲ့အမေကခန်းစားကြရလို့ပေါ့အဲ့ဒီအချိန်ကလေးကတမီးလေးကအမေရဲ့တမီးလေးဖြစ်ခဲ့တာအခုတော့အမေတကယ်စိတ်မကောင်းဘူးအဲ့လေး ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုတပြိုင်နက်တည်းသိလိုက်ရတာကြောင့်ကျွန်မလည်းထိတ်လန့်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ကျွန်မကမင်းသမီးလေးလားပြီးတော့ကျွန်မမှာအမွန်ညီမလည်းရှိနေသေးတယ်။ကျွန်မကလိန်ညာမှုတွေထဲမှာဆက်ကုန်နေတဲ့တားလားဖြတ်တန်းနေခဲ့ရတာပါလား။ကျွန်မရဲ့ခေါင်းကိုရှင်းဖို့ဆိုပြီးတော့တယောက်ထက်လန်းရှောင်းနေတော့မှာကားကြီးတစ်စီးကကျွန်မရှိမှလာရက်ထားလိုက်ပါတယ်။ကားရဲကနေပြီးတော့ကောင်းကျော်လေးတယောက်လည်းထွက်လာပါသေးတယ်။ Cherry မင်းဒီမှာဘာလုပ်နေရလဲ။တယောက်ထက်ရှောက်သွားနေရကအန်နီရရှိရလေ။ Cherry တဲ့လား။ ရှမကအဲ့ဒီလိုမျိုးခတ်တုံတော်အသေးပုံစံပေါက်နေလို့လားရှစ်ထွက်သွားလိုက်စမ်းပါကိုမင်းကိုအရှင်တုံးကရွှေပြုံသီးလေးလို့လည်းခေါ်ခဲ့တယ်လေဒါပေမဲ့အဲ့ဒီလိုခေါ်တော့လည်းမင်းမကြိုက်ဘူးလေရှင်ဘာဖြစ်နေရလဲကျမစိတ်ကြည်နေတာမဟုတ်ဘူးနော်ကိုမင်းကို surprise လုပ်ဖို့အတွက်ပတ်စံစုပြီးတော့ဝင်လာခဲ့တာဒါလေးကမင်းရဲ့စိတ်ကိုပြေသွားစေနိုင်မလားအမလီတည်ပါပြီကျမရဲ့လက်သေးဆောက်ထက်တောင်ကြီးနေတဲ့စိတ်နှုံးကြည့်ပါလားစိတ်ကိုအေးအေးထားစမ်းအဲ့လေအာရှင်ကကျမလူမနေရ ဟို sorry မင်းကိုစကားနားမထောင်ဆိုရင်မင်းကိုချီပြီးတော့အင်ခေါ်သွားရလိမ့်မယ်ကျမလည်းသူ့နှာခေါင်းကိုပိတ်ထိုးပစ်ခဲ့လိုက်ပြီးတော့ကလေးတယောက်လုံးကိုနေတဲ့အချိန်မှာသူမသိအောင်လို့ထွက်ပြေးလာခဲ့ပါတယ်ဒီနေ့ကတော့ကျမအတွက်တပွားလုံးမှာစောစောနေရတည့်ရပါပဲလားနောက်တနေ့ကျတော့နန်းတော်ရဲ့ကောင်းသူတွေကကျမရဲ့အထုပ်ပိုးတွေကိုလာသိမ်းသွားပြီးတော့ကျမကိုနန်းတော်ရဲ့ခေါ်သွားခဲ့ကြပါတယ်ကျမရဲ့အိတ်ခန်းနဲ့လားချိပါအောင်ကျမနေခဲ့တဲ့တအိမ်လုံးစာထပ်တောင်ပို့ပြီးကြီးနေသေးတယ် ပြီးတော့ပစ္စည်းတွေအလုံးကလည်းအရန်လှပလုံးပါတယ်။ဒါပေမဲ့အိမ်လို့တော့မခန်းစားခဲ့ရဘူးပေါ့။မိမိကလည်းကျမနာမမရှိနေပါဘူး။မိမိကိုဆီဆိုးလဲဆိုပေမဲ့ကျမသူ့ကိုလွမ်းနေပါတယ်။အထုပ်ပွဲတွေကိုဖြီးပြီးပြင်ဆင်နေတော့ကျမညမရောက်လာတယ်။ငါသိတယ်။နေကမင်းသမီးလိုပုံစံမျိုးအခုရေဆပြီးတော့နေတော့မှာမလား။ဒါပေမဲ့နေကငါ့ကိုမိပြီးတော့ငါ့ကိုကြောက်ဖို့တော့မစင်စားလိုက်နေတော့။ Charity သမီးရဲ့ကို့အမကိုဒီလိုမျိုးမရိုင်းရအောင်လေ။ သူပြန်ပြီးတော့ရှောက်လာတာကိုတမိကဝမ်းသာတင်တာမဟုတ်ဘူးလား။ကောင်းပြီအန်ပါ။အဲလင်စင်မအလင်စင်ဟုတ်ပြီတမိ။နက်ပြန်ကြရင်တော်ဝင်နန်းတော်နဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေကိုစပြီးတော့တမိကိုတင်ပေးမယ်နော်။အဲဒါကြောင့်မနက်၄နာရီခန့်ကလေးကအိယာထထားမယ်။မင်းသမီးဖြစ်ရတာနေရလွယ်လွယ်လေးချင်နေရလား။ကြည့်ကြည့်လိုက်လေ။ကျမညီမပြောသွားတာမှန်ပါတယ်။တကယ်ကိုယူကျင်စရာကောင်းတဲ့အချိန်လေးဖြစ်ခဲ့ပါတယ်။မနက်ခင်းရစပြီးတော့မြင်းစည်းတင်ရတယ်။ နေ့လယ်ဘက်ကျတော့ဂီတနဲ့ပတ်သက်တာတွေသင်ရပြီးတော့ညနေကျတော့ကိုယ်ခံပညာကိုလည်းသင်ရတယ်။တကူလုံးကိုက်ခဲပြီးတော့နာကျင်နေတာကြောင့်ကျမအရန်ကိုပြင်မနေ။ဒါပေမဲ့ရန်နေငယ်အတွင်းမှာရင်ကျမပူပြီးတော့တန်မာလာတယ်လို့မျိုးပဲကျမအများကြီးလည်းသင်ယူနိုင်ခဲ့ပါတယ်။ညနေဘက်တည့်ရက်ကိုယ်ခံပညာသင်နေတဲ့အချိန်မှာတစုံတရာကျမစီကိုလျှောက်လှမ်းလာပါတယ်။အဲ့ဒါဟိုနေ့ကစိတ်နှုံးကောင်းလေးပဲ။ကောင်းလာတာတွေကိုငါမယုံခဲ့ဘူး။တကယ်တော့အမှန်တရားဖြစ်နေရပဲ။မင်းကအချက်လက်တစ်ထပ်ပို့ပြီးတော့လှတယ်လေ။ ဘသူကမှပေါ်လာတယ်လို့မရှိပါဘူး။ကျွန်မတို့ညော့ကတပုံစံနဲ့ခွင့်မရအောင်တူနေရပဲလေ။အဲ့ဒါကမမြင်နိုင်တာလား။ဒါမှမဟုတ်ကျွန်မရဲ့လက်သေးကြကြောင့်နဲ့ရှင်ရထပ်ပြီးတော့ကန်းကျင်နေရလား။ဟာဟာခြေလာကြည်လား။ငါကမင်းသားလေးအာနယ်လို့ခေါ်ပါရယ်။ Charlotte ရဲ့လက်ထပ်တော့မဲ့သူပေါ့။သူ့အနေနဲ့လက်ထပ်ဖို့အရန်ငယ်သေးတယ်လို့မထင်ဘူးလား။ဒါလေမင်းကမနာလို့ဖြစ်နေလို့လား။ဟမ်။ဘာဖြစ်ရမှာလဲ။နောက်ထပ်လက်သေးစာမမိကျင်တော့ရှင်ဒီကနေတွားလိုက်တော့နော်။ ဲ့ဒီကောင်လေးကကျမကိုမျက်စိတစ်ဖက်မိတ်ပြီးတော့မှထွက်သွားပါတယ်။ဘလိုတော့လာပြီးတော့ EC ကလေးလောက်နေရလဲ။ညဆဆားရဲ့အချိန်ကျတော့ဘီရင်ကြီးကတခုခုကြီးညာလိုက်ပါတယ်။သူ့ရဲ့သမီးတွေကိုပြန်ပြီးတော့မိတ်ဆက်ပေးတဲ့အနေနဲ့တရာလုံးကလူတွေကိုခေါ်ပြီးတော့ပွဲလေးတစ်ခုကျင်းပမယ်လို့ပြောပါတယ်။ဘလိုပါတီပွဲကိုလုပ်မှာလဲဖေ။တုံးလိုက်တဲ့မေကွန်။နင့်ကိုမိတ်ဆက်ဖို့တော့လုပ်ပြီးမှလေ။အဲ့ဒါဆိုရင်လည်းနင်ကဘာကိစ္စဒီပွဲမှာပါရတာလဲ။နင့်ကိုအားလုံးကသိထားပြီးသားမဟုတ်ဘူးလား။ ပြီးတော့မှဖဖေပြောပြတာကရှာလော့ကတကယ်တော့နှလုံးရောကခန်းစားနေကြရတဲ့သူပါတဲ့အဲ့ဒါကြောင့်တခြားညတွေကိုလည်းသွားခွင့်မရှိသလိုမျိုးအများကြီးလည်းသူ့မှာမလွတ်ခဲ့ရပါဘူးတဲ့သူပြန်ပြီးနေကောင်းတာလည်းမကြသေးတာကြောင့်သူ့ကိုလည်းပွဲထုတ်ချင်တာလို့ပြောလာပါတယ်ဟွနေမကောင်းမိမယ်လေငါကနေထပ်ပို့ပြီးတော့တော်တက်နေတော့မယ်နော်နေကဘာဖြစ်ချင်နေရလဲဘာဖြစ်ချင်တာလဲဟုတ်လားနေကငါနေရာကိုဝင်ယူသွားမှာကိုစိုးနေရလေအဲ့ဒီလိုလည်းငါကဘရော့မအဖြစ်ခံမှာမဟုတ်ဘူးတော်လိုက်ကြတော့ သူ့ကိုဘယ်နေရာပေးမယ်ဆိုတော့ငါဆုံးဖြတ်ပိုင်ကုန်မယ်။ပါဇက်ကိုပိတ်ထားပြီးတော့ညစာပဲစားကြတော့။ငါကတော့နင့်ကိုအားပေးနေမယ်နော်။ကျမလည်းအဲ့ဒီကောင်ကိုစပွဲအောက်ကနေတစ်ချက်လောက်စောင့်ကန်လိုက်ပါတယ်။အတန်လည်းမထွက်ရဲပဲနဲ့မျက်နှာကြီးကပဲနှီးသွားတယ်။ငါသွားပုံရတယ်။ကောင်းတယ်။ပါတီပွဲကျင်းပတဲ့အချိန်မှာပဲတမျိုးလုံးမှရှိရတဲ့သူတွေအားလုံးကပွဲကိုတက်ရောက်ခဲ့ကြရတယ်။မိမိကတော့ကျမတို့ရဲ့တရားဝင်ပကြီးဆွဲသူဖြစ်ခဲ့တာပေါ့။ကျမမိမိကိုပြန်ပြီးတွေ့လိုက်ရတဲ့အတွက်ကျမစိတ်ထဲမှာနေလို့ပို့ပြီးကောင်းသွားတယ်။ မင်းမင်းကြည့်ပါအောင်တမီးဘလို့နေလဲမင်းသမီးလေးကြားနေရပဲတမီးလေးအမေကိုခွင့်လွှတ်ပြီးမှလားဖြစ်နိုင်ပါရဲ့မမေမမေကတမီးရဲ့မမေဖြစ်နေတော့မလဲဒါပေါ်တမီးလေးရဲ့ပါတီပွဲကအကြီးကျယ်အောင်မြင်ခဲ့ပါတယ်ဖေဖေကလည်းကုံယူဝင်ကြွားစာနဲ့သူ့တမီးတွေကိုမိတ်ဆက်ပေးနေပါတယ်အားလုံးပဲအလီစင်းရဲ့တက်ခိုက်မှုကိုခံစားကြည့်ကြပါအောင်သူကတကယ်ကိုမွေးရပါတော့လာတာပါပြီးတော့ပကြီးဆွဲတာလည်းတကယ်တော်တယ် ကြီးထက်ပိုပြီး professional ဆန်သွားလို့သူ့ကို Paris တောင်ပို့မလားလို့စဉ်းစားနေတာဖဖေသမီးချောက်စပိုမှုဖြစ်ချင်တာကိုဘာဖြစ်လို့ဖဖေကခွင့်မပြုပေးနိုင်တာလဲဘာလို့ဆိုသမီးကဟင်းချက်တာမှမကောင်းတဲ့သမီးရဲ့ပြီးတော့အဖေစကားပြောနေတာကိုကြားကနေဖြစ်မပြောနဲ့အလုံးကကျမကိုအရှမ်းမြောက်နေကြတော့ကျမနည်းနည်းတော့နေရခက်လာပါတယ်ပြီးတော့ charity ကလည်းကျမကိုစိတ်ဆိုးနေရဆိုတာသိတာနေတယ်အဲ့ဒါကြောင့်ကျမလည်းလေငင်းခံမှုဆိုပြီးတော့အဲ့ကနေလစ်ထွက်လာလိုက်ပါတယ်ထွက်လာတော့ဘာတွေ့လိုက်လဲသိလား ဲ့မကောင်းတဲ့ဟိုဆိုင်တို့အကောင်ကလေအစီကံမနဲ့နန်းနေတယ်။ဟဲ့ဒီတော့ဘာလုပ်နေကြလဲ။အိုးအဲလီမစိုးရင်မနဲ့။ဂျာကပေါပပပလေးပဲနန်းလိုက်တာပါ။နောက်နေ့ကျရင်မင်းနဲ့နန်းပြီးမယ်လေ။ကျမလည်းမြင်တွေ့ရတာတွေကိုအရင်ဆက်ဆုပ်သွားပြီးတော့ပြန်လှည့်လာခဲ့တယ်။ထားတော်မှ तू ကကျမရှိကလိုက်တားနေသေးတယ်။အာရှေ့မစိုးပါနဲ့ကွာထီလိုလာပါအောင်။အာနေကကျမကိုအတင်းနန်းဖို့လုပ်နေတဲ့အချိန်မှာကျမလည်းအတင်းတိုးထုတ်နေတယ်။ အဲ့ဒီအချိန်မှာအန်ကိုက်ပဲချားလော့ကကျမတို့ကိုတွေ့သွားပါတယ်။ဘာဖြစ်နေရလဲ။အာထင်သားပဲ။ကို့အချိလေးချားလော့မဟုတ်ပါဘူးဆိုတာကိုကိုလူမကြတာ။သူကမင်းရန်ဆောင်ပြီးတော့အကို့လာပြီးအခွင့်ကောင်းရှူနေရလေ။ကို့အတင်းနမ်းဖို့လုပ်နေရသိလား။ဘာမဟုတ်ဘူးနော်။ငါဒီကိုရောက်လာကလေးကနင့်လူကငါ့ကိုလာပြီးတော့ easily လုပ်နေတာ။ချားလော့ဒီနင်တို့မတွဲနဲ့နော်။ तू ကတကယ်မကောင်းတဲ့သူပဲ။ခုနကအစီကံမနဲ့နန်းနေရကိုငါတွေ့လိုက်တာ။တော်လိုက်တော့ ပထမအဆုံးနေငါ့ဘောကိုခိုးယူသွားတယ်။ပြီးတော့ငါ့အဖေအခုကျတော့ငါ့ရဲ့သရိုးသားလောင်းကိုပါနေကခိုးယူပုံတော့နေပြီပေါ့။ငါစီတိုင်းဆက်ပြီးတော့တီးမခံနိုင်တော့ဘူး။အဲ့ဒီလိုပြောပြီးတော့ချာလော့ကပွဲရဲကိုဝင်သွားတယ်။စင်မော်ကိုတက်ပြီးတော့အလုံးရအယုံဆိုင်မှုကိုဖမ်းဆလိုက်ပါတယ်။အလုံးမဲကျမတို့ခုလောက်ပြောချင်လို့ပါ။ကျမရဲ့အမွာအမကတော့ဆုံးမလို့ကောက်ကျွတ်တဲ့သူပါပဲ။သူကတခိုးပြီးတော့လူလိုက်ပြီးတော့သူ့အမေဆိုတာဟိုကမျိုးသမီးပါ။ ငါပြောစမ်းပါအဲလီဆန်နေဘွားကိုဒီလိုလိုဖြစ်အောင်လို့နေမိကအဲ့ဒီလိုပဲဆုံးမထားတာလားနေရဲ့အမှုချင်းနေအလုံးကငါတို့နန်းတော်နဲ့မကန့်ညီခဲ့ဘူးနေငါ့ကိုပြောလို့ရရင်နော်ငါမိနဲ့ပတ်သက်ပြီးတော့လာမထီပါနဲ့ငါနဲ့ကိုတကယ်ပဲတနာမိတယ်ရှာလော်တီနေပါလို့အလောက်တော့စိုးသွမ်းနေရတာလေကျမစကားတော့မဆုံးသေးပါဘူးချလော်ကကျမဘောကိုခုံအောင်လိုက်တယ်ကျမတို့လည်းအဲ့ဒီမှာအယူမရီလိုမျိုးတပ်ပုတ်နေခဲ့ကြတယ်ဘီယင်ကြီးကဝင်ကြလိုက်ပြီးတော့မှ Charlotte လည်းအရှမ်းကိုလန့်ပြီးတော့အဲ့ဒီနားရီမိလဲသွားခဲ့ပါတယ်။သူ့အမြန်ဆုံးကျမတို့ဈေးရောက်ပို့ခဲ့ရတယ်။သူကအနာယူပို့လို့အနစ်ပြီးတော့ CPC မှုအရှမ်းများနေတာကြောင့်ဒီလိုမိလဲသွားရတယ်ဆိုပြီးဆရာဝန်ကပြောလာပါတယ်။ကျမညီမလေးကိုတွားတွေ့ကျင်တယ်။ဒါပေမဲ့ကျမတို့ကတားထားပါတယ်။တမီသူနဲ့ဝင်းနေတာပို့ပြီးတော့ကောင်းလိမ့်မယ်လို့အန်တီထင်တယ်။တမီသူ့ထိကိုက်စင်ပြီးသွားပြီလေ။အကိုသူက Charlotte ရဲ့တမ်းမာရေးအတွက်မကောင်းဘူးနော်။တမီတို့ကမတည့်တာမတည့်တာပဲဖြစ်ဖြစ် ဒါပေမဲ့ညီမတွေပဲမဟုတ်ဘူးလား तू ပြောရမှန်းတယ်အလစင်တမီသူ့အချိန်နည်းနည်းလောက်ပြီးပြီးတော့ခက်ခက်ကနေတင်တယ်လို့အဖေထင်တယ်ပိုကောင်းတာကတမီအမေနဲ့ခဏလောက်ပြန်ပြီးတော့သွားနေလိုက်တာပိုကောင်းလိမ့်မယ်ခဏပါပဲနော်ဟုတ်ပြီလားမကြခင်တမီညီမလေးနေပြန်ကောင်းသွားတဲ့အချိန်ကျအဖေပြန်လာပြီးတော့ခေါ်မယ်လေအဖေတို့ charity ကိုဒီရပါအယုံမဆိုင်မိတာကြောင့်သူပြန်ပြီးတော့ကောင်းမှုပပီတို့ခူးဆိုင်ပေးရမှာဒါပေါ့ကျမနားလဲပါတယ် ။နင်းတော်ကြီးနဲ့ခဏလောက်ပြန်ပြီးခွဲခွာရအောင်မယ်ဆိုတော့ကျမတို့အနားယူသလိုလည်းဖြစ်တာပေါ့။နောက်နေ့ကျတော့ကျမတို့ညောင်ရံပြစ်တဲ့အကြောင်းတွေကသတင်းစာရဲ့ထိပ်ပိုင်းခေါင်းစီတွေမှာပါလာခဲ့ပါတယ်။ကျမတို့ကိုအယူတော်ဝင်မိသားစုတွေလို့ခေါ်နေကြတယ်။တကယ်ဟာတာပဲ။ကျမပြည့်စုံတွေကိုထုတ်ပေါ်နေတဲ့အချိန်မှာရုတ်တရက်အန်တီလေးရောက်လာပါတယ်။ဟွနောက်ဆုံးကျတော့မင်းလဲမင်းလာခဲ့တဲ့နေရာကိုပြန်သွားရအောင်ပါပဲ။မင်းကဒီနေရာနဲ့ဘယ်တော့မှမအပ်ဆက်ဘူးဆိုတော့ငါသိနေကြတယ်။ နန်းတော်ရဲ့မှာမင်းရှိနေတာကကမင်းရဲ့အမှားဖြစ်နေပြီ။ကျမကဒီမှာမွေးခဲ့တဲ့သူမဟုတ်ဘူးဆိုတာသိပါရဲ့။ဒါပေမဲ့ကျမကမင်းသမီးတယောက်ဖြစ်နေတော့မလဲ။အဲ့ဒါကြောင့်ရှင်ရဲ့အပြုတ်မှုတွေနဲ့ကျမကိုပြောဆိုပုံတွေကိုသတိထားပြပါ။ကို့နေရာကိုတည်ဆံကလေးမှာအဲ့ဒါကရှင်လုံးရမှာပါ။ကျမသူ့တွန်းထုတ်လိုက်ပြီးတော့ကို့အိမ်ကိုပြန်လာခဲ့တယ်။မေမေကလည်းကျမကိုပြန်တွေ့ရတော့ဝမ်းသာနေပြီးတော့အမှန်တမ်းပြောရရင်ကျမအတွက်နန်းတော်ရဲ့မှာနေရတဲ့အချိန်ထက်အခုချိန်လေးကပိုပြီးတော့ပြောဖို့ကောင်းနေပါရဲ့။ ရှန်နေကကျတော့ Charlotte နီကောင်းသွားပြီး Charlotte နဲ့ Runeiro နဲ့လက်ထပ်တော့မဲ့အကြောင်းကိုပရင်ကြီးကကြီးညာလိုက်ပါတယ်။ညီမနှစ်ယောက်ရန်ပြစ်ချတဲ့ကိစ္စကိုလည်းအာရုံလွှဲနိုင်ဖို့ဒီသတင်းကိုကြီးညာလိုက်တာပေါ့။ဖေဖေကကျမကိုဖုန်းဆက်ပြီးတော့ဖိတ်ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲကိုမသွားဘူးကျမဆုံးဖြတ်ထားတယ်လေ။နောက်ထပ် drama ဆန်တဲ့ဖြစ်ရမျိုးတွေကိုကျမဆက်ပြီးတော့မဖြစ်ချင်တာကြောင့်ပါ။ဆစ်ဆက်ပွဲနီးမှာတော့ကျမမေမေမရှိတဲ့အချိန်မှာ charity ရုတ်တရက်ကျမစီရောက်လာပါတယ်။ညီပလူလို့ပြီးတော့ဒီရောက်လာတာလေ။ ဒီနေ့ကစစ်စစ်ပွဲမှာရှိရမယ့်နေမဟုတ်ဘူးလားငါတို့လက်မထနိုင်ဘူးအယ်လီဆန်သူအတကယ်ကိုမွေဟောက်တကောင်ပဲငါနေပြောရကိုရုံးခဲ့တင်နော်ငါပြောသားပဲလို့ပြောရမယ့်အချင်းပေါ့ဌာနနေရဘာကိစ္စငါစီပြေးလာတာလဲငါတို့ရှယ်ဖြစ်တဲ့ကိစ္စနဲ့တင်နန်းတော်ကတော်တော်လေးပြောစရာဖြစ်နေခဲ့ပြီလေငါစစ်စစ်ပွဲမှာထပ်ပြီးတော့ထွက်ပြေးလို့ကတော့ဖိဖိကောင်းကောင်းတတ်တော်မှာအဲ့ဒါကြောင့်ငါနဲ့တူလိုက်ခဲ့ပြီးတော့သူ့ကိုပြောပြပါလားဟာကျေးဇူးဖြစ်ပြီးတော့ငါ့ကိုကူညီပါနော် ချာလော့ကတကယ်ကိုငိုပြီးတော့ကျမကိုတောင်းပန်နေတာပါ။ကျမလည်းသူထပ်ပြီးတော့မေးလဲမသွားစီဖို့အတွက်သဘောတူပြီးလိုက်ပါတယ်။ဒါပေမဲ့နန်းတော်တွေကိုရောက်လာတဲ့အချိန်မှာတော့ချာလော့ကရှက်သွားပါတယ်။တမျိုးလုံးကလူတွေကထီရောက်နေတာဆိုတော့ငါအရှင်မိတ်ကသွားလိုက်လိုက်အောင်မနော်။ဟမ်။ဦးစားပေးတာကလည်းခဏလေးနော်ငါချက်ချင်းပြန်လာမယ်။ချာလော့တီပြန်ရောက်သွားလဲဆိုပြီးတော့ကျမလည်းလဲရှာနေတော့အချိန်မှာ။အော်၊ तू ကထီရောက်နေရပဲ။အန်တီလေးပြောတဲ့အတိုင်းကျမလည်းအကုန်လုပ်ခဲ့ရလေ။ပြီးတော့ တတိမိချောင်ဆောင်ပါဆိုလို့အဲ့ဒီတိုင်းလေးလုတ်ခရတာပဲဟောက်အခုကျွန်မသူ့ကိုခေါ်လာပြီဆိုတော့အန်တီလေးပြောတဲ့အတိုင်းသူ့ကိုကျွန်မပွားရဲကထွက်သွားလို့လုတ်ပေးပါမဟုတ်ရင်ဖေဖေကသူ့ကိုဒီပြန်လင်းပြီးခေါ်လာမှာကိုကျွန်မကြောက်တယ်ကောင်းပြီလေကျွန်မရဲ့တောင်းဝေထားလိုက်ပါမင်းသမီးလေးမင်းသမီးလေးကနန်းတော့ကိုပဲအုပ်ဆိုးစေရမယ်လို့ကျွန်မကတိပေးပါတယ်ဖခင်ရေဒီနေ့ရောက်ကရှင်နေပြီပဲသူတို့ဘာရီစီစဉ်ထားလဲဆိုတာကျွန်မမသိပါဘူးဒါပေမဲ့အနေအများနေပြီဆိုတော့ကျွန်မသိတာကြောင့်ကျွန်မပပိစီကိုပြေးသွားလိုက်ပါတယ် ီးတော့စက္ကန့်ပိုင်းချက်မှရှာလော့ကကျမစီကိုလိုက်လာတယ်။အဲလီစင်တမီးလေးမလာလို့ဖေဖေထင်နေတာ။ရောက်လာခဲ့တော့ဖေဖေဝမ်းသာပါတယ်။ဒါပေါ့သူရောက်လာမှာပေါ့ဖေဖေတမီးရဲ့ဆက်ချက်ပွဲကိုဖျက်ဆီးဖို့အတွက်သူရောက်လာတာ။တမီးပျော်ရွှင်ဖို့ကိုသူကမလိုလားတဲ့သူပဲ။အမလီ honor ကျမကိုင်နာပြပအောင်ဟုတ်ပါအောင်တော်လိုက်ပါတော့နင်တို့ရေသူများတကောင်ဒီလိုမျိုးလိုက်ပြီးကြောက်ချနေရမမောကြသေးဘူးလားဖေဖေကြည့်ပါအောင်ဒီမှာဖေဖေကြည့်တဲ့နေရပါပဲ ကျွန်မဗီဒီယိုကိုအတန်ကျဲကြီးဖွင့်လိုက်ပြီးတော့တခန်းလုံးကလူတွေလည်းကြားသွားပါတယ်။ Charlotte လည်းအရန်လန်သွားပြီးတော့ဖြူဖြော့သွားတယ်။ဒါဒါဘလို့ဖြစ်တာလဲ။ပေပေသမီးတောင်းမမာရယ်။ဒါပေမဲ့ပေပေကသမီးထက်တော့ပို့ပြီးတော့ချစ်နေရမလား။ဘာလို့ဆိုတော့သမီးထက်ပို့ပြီးသူကတန်မာနေလို့လေ။သမီးရဲ့ထီးနှံကိုရောအာနဲ့ကိုရောသူကလူယူသွားရမယ်ဆိုတဲ့အကြောင်းကိုအန်တီလေးစီကနေသမီးကြားလိုက်ရတော့သမီးဘလို့မှစိတ်မထိန်နိုင်ခဲ့ဘူး။ဒါပေမဲ့သမီးကိုအားလုံးလောက်ခိုင်းခဲ့တာကအန်တီလေးပါ။ ညီမတော်မင်းဘာရီကြမ်းစီပြီးတော့ဘာကြောင့်ဒီလိုလုပ်ရတာလဲရှော့တရဲ့အန်တီလေးကဒေါသတွေထွက်သွားပြီးတော့သူ့ရဲ့ပုံစံအစ်မန်နီပေါ်ထွက်လာခဲ့တယ်။ငါကိုရိုင်းလည်းနင်းရဲ့အစီကံလောက်ရတာအရန်ကိုပြင်မှန်းနေပြီလေ။တကယ်တော့ငါကနင်းထက်အရင်မွေးလာပြီးတော့ငါနင်းရဲ့အမပါ။တကယ်တမ်းဒီထီးနှံကိုပိုင်ကစ်တဲ့သူကငါပဲမဟုတ်ဘူးလား။ပြီးတော့ကလေးမတွေကပါရှောက်လာပြီးတော့ထီးနှံကိုလာပြီးငါနဲ့ပြန်လူနေချသေးတယ်။အဲ့ဒီကလေးမလေးသာပေါ်မလာခဲ့ဘူးဆိုရင်ငါအတွက်ကပိုပြီးထီးနှံကိုရှောက်ဖို့လွယ်ကူနေမှာ။ဘာလို့ဆိုလို့ရလဲ။ ူကမတည်သေးဘူးဆိုတာမင်းသိရပေါ့နောက်တော့မှအန်တီလေးကကျွန်မကိုကလေးထိန်နဲ့လွတ်လိုက်ပြီးတော့အချင်းသေးစာသွားကြွေးခိုင်းနေဆိုတဲ့အကြောင်းကိုသူဝင်ခံလိုက်ပါတယ်။ဒါပေမဲ့ကလေးခင်းကအချင်းသေးစာမကြွေးဘဲနဲ့ကျွန်မကိုမမေ့ရဲ့တကားရှိမှဆုပ်ပစ်ထားခဲ့တာဖြစ်ပါတယ်။ချန်လော်တီကနေမကောင်းဖြစ်နေပြီးသားကလေးမို့အကြာကြီးအသက်မရှင်နိုင်ဘူးဆိုတာငါသိထားတယ်လေ။ညီတို့နှစ်ယောက်စလုံးသားမရှိဘူးဆိုရင်တော့ငါကဘေးမှာဖြစ်လာတော့မှဒါပေမဲ့ရှင်ရအခုဆုံးမဖြစ်နေပြီပေါ့။ဘီရင်ကြီးကလည်းနောက်ဆုံးတော့အန်တီလေးကိုဖမ်းသွားခိုင်းခဲ့ပါတယ်။ ရှာလာတီကအဲ့တော့မှကျွန်မစီကိုလှည့်ပြီးတော့ပြောလာပါတယ်။ငါနဲ့ပေါ်ကိုအများကြီးလွန်သွားပါတယ်ဟာ။ပီရော်နင်းစီကခွင့်လွှတ်မှုကိုလည်းငါမထိုက်တယ်မအောင်။ဒါပေမဲ့နင်ကောင်နည်းနည်းတော့ခွင့်လွှတ်ပေးလို့ရမလား။အချိန်တော့ယူရမှာပေါ့။ဒါပေမဲ့ငါလည်းစူးစမ်းပြပါမယ်။ဒါဆိုငါကရောရှင်ကတော့ကိုဖိနက်ကိုစီးပြီးတော့ဒီကနေထွက်သွားလိုက်တော့လေ။ဟမ်။ရှင်ကမကောင်းတဲ့ငကြောင်ကောင်ဆိုတော့ကျွန်မသိနေပြီသားပါ။နောက်ဆုံးတော့ကျွန်မနန်းတော်တွေကိုပြန်ပြီးတော့ရောက်ရှိလာခဲ့ပါတယ်။ ဒီတစ်ချိန်တော့ကျမရဲ့မမီနဲ့အတူရလာခဲ့တာပါအခုဆိုရင်ရှာလော်ဒီနဲ့ကျမတို့ကတမိုင်းတစ်လျှောက်ထီနတ်ကိုနှစ်ယောက်တွေ့ပြီးစက္ကန့်နဲ့ပထမဆုံးသူတွေဖြစ်လာခဲ့ကြပါတယ်ကျမတို့နှစ်ယောက်ကကိုယ်ပိုင်းကိုတာဝန်ယူပြီးတော့အုပ်ချုပ်သွားမှာဖြစ်ပါတယ်ကျမတို့ကိုချစ်တဲ့သူတွေကကျမတို့နာမှာပဲအမြဲတမ်းရှိနေမယ်ဆိုတာကိုသိယူခဲ့ရပါတယ်ဇလန်လေးကတော့ဒီလောက်ပါပဲရှင်။နောက်နေမှလည်းဒီလိုချိန်မှာပြည်သက်လေးတွေနဲ့အတူပြန်လဲဆုံတွေ့ကြမှာသေးတယ်။တာယာအေဂျင့်နဲ့နေရာတွေကိုပိုင်ဆိုင်နေကြပါစီရှင်။